Hello အားလုံးမင်္ဂလာပါကိုတေးဖဖို့ channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ Super Sunday မှာတော့ဒါပွဲစဉ်တွေရှိပါသေးတယ်ပေါ့နော်ဒါပြည်မလီမှာဆို Newcastle နဲ့ Arsenal ထက်ရတွေ့ဆုံနေပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ free ညီကိုတွေတော့အဆင်မပြေသွားပါတော့နော်မန်မာတွေကချပေးရပွဲတွေကဒါရှုံးမဲ့ပွဲတွေချပေးသူလို့ဖြစ်သွားခဲ့တယ်ပေါ့နော်မန်မာတွေကလည်းအရင်ကြီးတော့အဆင်မပြေဘူးမိုင်းနဲ့ဒါပြား ပြားတော့ရှုံးနေပြား90ဝင်းကျင်လောက်ရှုံးနေပေါ့နော်။အော်မနေ့ကဂျာမန်နေပေါ့ဗျာဂျာမန်နေလောက်ွာ live six goal ပေါ့နော်။ပြီးလို့ရှင် Osberg ကတော့နောက်ဆုံး minute မှာရပါတော့နည်းနည်းတော်သေးရအောင်။ Dortmund goal ပေါ့ Dortmund ဆိုရင်လည်းဒါ match ကအနီးကထိသွားတယ်နော်။3 goal လောက်တော့ရောက်တင်တာပေါ့နော်။ Frank back goal ပေါ့တော့လက်ကြည့်စာမလို့ဖြစ်သွား10 goal ဆောင်တွင်းသွားဆိုတော့အဲ့တော့မနေ့ကဂျာမန်နေလောက်ွာလို့ကျွန်တော်အထိနာွားတာပေါ့ဗျာသိရမလား။အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ ရှိတဲ့ပွဲလေးတွေနဲ့ပြန်ပြီးတော့စူးစမ်းပေးရမှာပေါ့နော်အဲ့တော့ဟိုအများကြီးတော့ဟိုတပွဲချင်းတွေအများကြီးမပြောတော့ကျွန်တော်တူတူတုတ်တုတ်လေးနဲ့ဒါအကောင်လုံးနီးပါးကျွန်တော်ကြိုက်တာလေးပြောပြပေးမယ်ပေါ့နော်တချို့ပွဲတွေတော့ကျွန်တော်ကြီးကြည့်ပြီးတော့မကြိုက်တာလေးခြေစမ်းကြည့်တော့လည်းမကြိုက်တာမျိုးကြီးဆိုတော့ကျွန်တော်ထားခဲ့လိုက်တော့မယ်ရှောင်းလိုက်မယ်ဟိုမောင်းထဲလောက်ပဲကျွန်တော်ထည့်ပေးမယ်နော်အော်ညနေကျမှကျွန်တော်ဒီမောင်းရွှေ့ချယ်မှုနဲ့ဝိုင်းစပက်ကုတ်တွေ ဒါ fit တွေကိုကျွန်တော်ဒီ Viber နဲ့ Telegram channel မှာပို့ပေးမယ်။အော် Viber နဲ့ Telegram channel link ကိုကျွန်တော်ဒီ video ရဲ့ comment နဲ့ description တွေမှာကျွန်တော်ချပေးထားပါမယ်နော်။ကဲတော့ကျွန်တော်ခွန်နိုင်ကွဲ Aston Villa နဲ့ဖူဟန်ပေါ့။ Aston Villa က level ကို80အဲ sorry 40ရှုံးပြီးတယ်။ကိုပေါင်းဂျေးနှလုံးကို60ရှုံးပြီးတယ်ပေါ့နော်။အော်ဒီဂျေးကတော့နူးနူးလားဆိုတော့နူးတာပေါ့နော်။ဒါပေမဲ့လက်ရှိမှာအရင်ကရှင်နဲ့ရှင်ရင်တော့နူးတယ်ဒါပေမဲ့ လက်ရှိအက်စထရီမီလာရဲ့ခြေစွမ်းပြီးတော့ဂျာယက်မှာဥရောပဒီယူဘာလီကန်ထားရတဲ့အနေထားပွဲပန်းမှုဖူဟန်လက်ရှိမှာဒါကာရဖောင်နေနေလေးအက်စထရီမီလာနဲ့စားလို့ရှိရင်ပိုကောင်းနေအနေထားရင်းနဲ့ရှင်းမယ်ဒီအမတ်ဘေးဆရာရက်တည်မှုအရာကြည့်မယ်ဆိုရင်တော့အက်စထရီမီလာအဆင့်78ကနေအဆင့်9ကဖူဟန်ကိုအိမ်ငွင်းအားတာချက်နဲ့ level 40ချုံပေးတယ်ဆိုတာကကျွန်တော်တို့ဒါလက်ခံပြီးလို့ရပါတယ်နော်လက်ခံပြီးလို့ရတယ်ဖဲဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီပွဲမှာ အက်စတန်မီလာကိုကြိုက်လို့ရမလားဆိုအက်စတန်မီလာကျွန်တော်ဂျာယက်မှာဘိုလောင်းနဲ့ပွဲစဉ်မှာကျွန်တော်အက်စတန်မီလာနဲ့ဂိုးအောင်လီကြိုက်ခဲ့တယ်နိုင်ပွဲရတင်ပြီဆိုတဲ့အချက်နဲ့အက်စတန်မီလာလေးကိုကြိုက်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှာကိုကြိုက်လို့ဆက်ပြီးတော့ကြိုက်လို့ရပါမလားပါနော်ဒါနည်းနည်းလေးတော့အန်ဒီရောညာပါအက်စတန်မီလာနေနဲ့ နိုင်ပွဲတော့တောက်လျှောက်နေတော့ရာကောင်းရသွားနိုင်တယ်ဒါပေမဲ့ဂျာရဲမှာသူကဖင်နုကိုဝေခွင့်ထက်ပြီးတော့ဥရောပဒီယူပါလီကံမှုရှိနေတဲ့ချက်ကဒီနေ့ပွဲစဉ်မှာအရှင်မီလာနိုင်ဖို့ဒါလုံးဝစိတ်ချရတဲ့အနေထားတစ်ခုတော့မဟုတ်နေဘူးပေါ့နော်အော်ဒီပွဲက GD 11ဒီလိုပုံစံမျိုးလေးလာနိုင်ကြီးရှိတယ်ပြီးတော့မနေ့ကပြည်များလီပွဲစဉ်တော်တော်များများဒါဂူပေါင်းအပေါ်တွေတက်သွားတဲ့အနေထားမှာဒီနေ့မှာဂူပေါင်းအောက်တွေလာနိုင်နေပေါ့နော်အော် အရင်ပတ်ဒီမှာဆိုလဲကျွန်တော်ကြီးလိုက်မယ်ဆိုသနင်းကွင်းညတွေကဒါ9အောက်လေးတွေပဲသွားတာများတယ်ဒါ1 1ဒီဒီတွေသွားတာများတယ်ဟောဒီနေ့မှလည်းအာဒီမနေ့က9ဘောင်းအပေါ်တက်ထားလို့ဒီနေ့9ဘောင်းအောက်လောက်နေအောက်နိုင်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာအက်စတရီမီလာဘော်ဒီနေမယ်ဆိုရင်တော့ပြား40လောက်တော့ရင်းရမယ် တကူလောက်နဲ့ကန့်နိုင်ခြင်းလဲနိုင်သွားနိုင်ကြတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အထင်တော့80ရာခိုင်နှုန်းလောက်ကတည်ကြဖို့များရပါတော့ဇီဇီဝန်းဝန်းလောက်တော့အဲ့တော့ဖူဟန်နေရလားဆိုတော့လေဖူဟန်လည်းအန်တီအများတယ်အက်စတိုမီလာနိုင်ပွဲဒါ၃ပွဲဆက်တွေပါဆက်သွားများဆက်သွားမဲ့ဖလိုးတွေပါရှိမယ်ဆိုရင်ဒီနေ့မှာထပ်နိုင်ဖို့ရာခိုင်နှုန်းများတယ်ပေါ့နော်အဲ့ဒါကြောင့်ဘော်ဒီလက်ဆောင်ပြီးတော့ကျွန်တော်ကတော့ မနေ့ကကိုပေါင်းအပေါ်ရင်တက်ထားဖြစ်တဲ့အတွက်ဒီနေ့ကိုပေါင်းအောက်လေးနဲ့ပဲစွန့်စားသိချင်ပါတယ်နော်အနှလုံး50ရှုံ60ရှုံဒီဝင်းကျင်ကကျွန်တော်တို့အက်စတမီတာလဲကစားအရင်တင်ဆောင်မှာမဟုတ်ပုံမှန်ဂျာရက်တွေမှာရှိမှလဲဥရောပပွဲတွေမကန်ထားဘူးနောက်မှလဲကန်ရမှာမရှိဘူးဆိုတော့ဒီဘွဲကအက်စတမီတာနဲ့ဖွင့်အောင်ပွဲလဲဒီကိုပေါင်းကြီးဖွင့်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒီတဲ့ပိုကောင်းတယ်သူဒီပလက်50ဝင်းကျင်လောက်တော့ဖွင့်ပေးလိမ့်မယ်ကျွန်တော်တွေးရအဖွင့်ကလဲ အတင်းကြီးတောင်ဂိုးတွင်းနိုင်တဲ့အတင်းပဲဗျာဒီအတင်းလက်မီရိတ်အတင်းချင်းချင်းအစွန်ဘီလောက်ဘာလို့ဂိုးမတွင်းနိုင်ရမှာလဲဟုတ်တယ်မလားအဲ့တော့ဒီနေ့မှာတော့ကြီးနောက်ကိုလိုက်ပြီးတော့ဒီအစွန်ဘီလာရဲ့အရှိပွဲအနောက်ပွဲဂျိုင်းမှာညံ့နေပွဲဖြစ်တာကြောင့်ကျွန်တော်ဂိုးပေါင်းအောက်လေးနဲ့ပဲဆွန်းစားပေးစီချင်ပါတယ်နော် ောက်တစ်ပွဲက new castle နဲ့ arsenal ပါအဲ့ arsenal ကလက်ရှိမှာဝေးကွင်းရဲ့ level 80ရှုံး၊ပေါင်းကြီးနှလုံး60ရှုံးမယ်နော်။အဲဒီနေ့ပြီးမိုက်နှစ်ပွဲရှိရင်နှစ်ပွဲစလုံးကပေါင်းကြီးတူတယ်။ဘော်ဒီကြီးတန်းကလည်းအိမ်ကွင်းရဲ့ level 40ရှုံးပြီးရတဲ့ပွဲနဲ့အဝေးကွင်းရဲ့ level 80ရှုံးပြီးရတဲ့ပွဲပဲ။အဲ့တော့တိတ်တော့မကွာဘူးပေါ့နော်။ဘော်ဒီကြီးတန်းလည်းခက်စင်တယ်၊ပေါင်းကြီးတန်းလည်းခက်စင်တယ်။တခုတော့ရှိရင်တပွဲအပေါ်တပွဲအောက်လည်းတွားနိုင်တယ်လို့နှစ်ပွဲစလုံးအောက်တွားနိုင်တယ်နော်။အဲ့လိုမျိုးလည်းရှိနိုင်တယ်ပေါ့နော်။အော်ဒီပွဲမှာ Arsenal ကို ကြိုက်လို့ကောင်းမလားဗောနော်နယူကာဆယ်လက်ရှိကာရန်ဖောင်ကတော့အရင်အားကြရစရာမရှိဘူးပြည်မြလိမှာဆိုရင်ကျွန်တော်တီးတလောက်နိုင်ပွဲတောင်တပွဲပဲရသေးရနော်ဒီဝိုးကိုတပွဲလောက်သူဝမ်းစီနဲ့ကတ်နိုင်တဲ့တပွဲပဲသူရှိသေးတယ်လက်ရှိမှာလည်း6မှတ်နဲ့အဆင့်5ဆိုတော့တော်တော်လေးချင်နေဆိုးနေရနော်အော်အာဆင်နယ်ကတော့ကျွန်တော်အမှတ်ဆုံးရှုံးလို့တော့မရတော့ဘူးတကယ်လို့သူအမှတ်တွေဆက်ပြီးတော့ဆုံးရှုံးနေအောင်မယ်ဆိုရင်တိုက်တဲ့ဝေးသေးကထွက်သွားနိုင်တယ်လက်ရှိမှာမင်းရဲ့လဘဝရှုံနာတဲ့အခွင့်အရေးကို အခွင့်ကောင်းတစ်ခုအနေနဲ့အသုံးချပြီးတော့ဒီနေ့ပွဲမှာရမက်တမက်အနည်းဆုံးသုံးမက်အများဆုံးယူဖို့လိုအပ်တယ်လို့ကျွန်တော်တွေးပါတယ်အဲ့ဒါမှလာသူဒီလီဗာပူးအမတ်ကတ်နိုင်မယ်ကတ်နိုင်မှသူဒီတိုက်တယ်ရေးစတဲမှာလီဗာပူးနဲ့ဒါတရားဒီလုံးရှင်ဖိုက်နိုင်မှာပါနော်မဟုတ်ဘဲနဲ့ဒီနေ့ပွဲစဉ်မှာတည်ကြသွားတာမျိုးတွေရှုံသွားတာမျိုးတွေထပ်ဖြစ်မယ်ဆိုရင်ဒါတော်တော်လေးချင်းကြီးဆိုးသွားနိုင်တယ်ပေါ့နော်အဲ့တော့ဟိုဒီလိုအချင်းကြီးရစဉ်းစားမယ်ဆိုဒီနေ့အာဆင်နယ်မရှုံးတော့ဘူး အဲတေးအနေဆုံးရမယ်နိုင်လောင်နိုင်လဲနိုင်သွားနိုင်နေမှာเนาะဟောခြေစွမ်းနေရကြည့်မယ်ဆိုလက်ရှိမှာအာဆင်နယ်ကတော့နူးကာဆယ်နဲ့ပိုကောင်နဲ့နူးကာဆယ်ကားနဲ့ဖောင်အရင်ဒါမကောင်းနေအောင်ကျွန်တော်တွေးရတယ်เนาะအဲ့တော့နောက်တစ်ခုပါရှိလဲဆိုဟက်ဒွေတွေးဆောင်မှုပေါ့ဟက်ဒွေတွေးလုံမှုရကြည့်မယ်ဆိုရင်မနစ်ကအာဆင်နယ်အိမ်ကွင်းမှာဒီများလီပွဲစဉ်မှာ1-0နဲ့အာဆင်နယ်ကဒါ တလုံးအပြည့်နိုင်ပြီးပြီးတော့ဝမ်းစင်းနဲ့နိုင်တယ်နျူကာဆယ်အိမ်ခွင်းမှာနျူကာဆယ်ကအာဆင်နယ်တလုံးအပြည့်နိုင်ပြီးရဲ့နျူကာဆယ်ကဝမ်းစင်းနဲ့နိုင်အဲကြားထဲမှာကျွန်တော် EFL ကနှစ်ပွဲပါသွားတယ်အိမ်မျိုးဝင်နှစ်ကြော့စလုံးကိုနျူကာဆယ်ရပဲတူသီးတွေနဲ့ပဲနိုင်တယ်အိုက်ပွဲတွေမှာအာဆင်နယ်တလုံးကိုအပြည့်နိုင်မဟုတ်ပဲတလုံး90နာ60နာ90နာဒီဝင်းကျင်နေပြီးပြီးတော့နျူကာဆယ်ကနှစ်ကြော့စလုံးတူသီးနဲ့နိုင်ပြီးတော့နျူကာလည်းဒါ EFL ကဖလာရသွားတဲ့နှစ်ပေါ့နော်အဲ့တော့ ဟတ်ဒွေတွေ့ဆုံနောက်ဆုံး၄ကြိမ်၅ကြိမ်ကိုကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကနောက်ဆုံးသူ့အိမ်ဝင်တစ်ကြိမ်ပဲနိုင်ထားတယ်လို့ကျွန်တော်တွေ့နေရတယ်။မနစ်က၄ကြိမ်တွေ့ဆုံမှုမှာ၃ကြိမ်စလုံး၃ကြိမ်ကိုနယူကာဆယ်ကနိုင်ထားတာတွေ့ရတယ်ပေါ့နော်။အဲတွေ့ဆုံမှု၄ကြိမ်စလုံးကလည်းဂိုးပေါင်းအောက်ထားတယ်ပေါ့နော်။ဒီနှစ်ရာဒီမဆခင်မှာတော့သူတို့ friendly match တစ်ပွဲသူတို့ကန်ထားရေးအဲဒီတော့3-2နဲ့အာဆင်နယ်နိုင်နေပေါ့နော်။အဲ friendly match ကတော့ထားလိုက်ပါတော့။အော်ဒီက major flyer ပွဲဒီမှာတွေ့ဆုံမှုနောက်ဆုံး၄ကြိမ်ဆက်ဆက်ဂိုးပေါင်းအောက်တယ်။ အာဆင်နယ်ကတကြိမ်သာအနံ့ရရှိထားတယ်။နျူကာဆယ်အိမ်ကွင်းဆိုအာဆင်နယ်ရုံးကန်ရတဲ့အလေးအနေထားလေးတွေ့နေရတယ်ပေါ့နော်။အာနျူကာဆယ်ကလည်းအိမ်ကွင်းပို့ပြီးတော့ဒါပါဝါကင်းကစားတဲ့အတင်းဆိုအိမ်ကွင်းအပိတ်တဲ့ဝိတ်နဲ့ကစားတာဆိုဒီနေ့မှနျူကာဆယ်လေးကကြိုက်ရှင်စရာပေါ့နော်။တေကြနဲ့ပြား80 80လောက်ရမယ်။ဒါမှမဟုတ်ကျွန်တော်တို့မှာဂျာတဲ့ဘာရှိလဲလို့ဒါပြီးလို့ရှိရင်နျူကာဆယ်ကယူနီယံစိန့်ကိုချန်ပီယံလိဘယ်ဂျီယံဝင်ကွင်းသွားကြရမယ်။အာဆင်နယ်က ကျွန်တော်အင်ကွင်းမှာအိုလံပီယာကော့ချ်နဲ့ချန်ပီယံလိကံမှုရှိတယ်။အော်နှစ်သင်းစလုံးညီချန်ပီယံလိကိုစီကံရမယ်။အာဆင်နယ်ကတော့ပထမပွဲစဉ်တင်မှာနိုင်ပွဲရထားတယ်သူညီချန်ပီယံလိမှာတော့အရင်ကြီးပြပြပြအခန့်နေတော့တဲ့ဒီအမှတ်လိုအပ်ချက်မရှိနေဘူး။ဒါမဲ့ညူကားတဲ့အင်ကွင်းမှာဘာစီလိုနာကိုရှုံးထားဖြစ်တဲ့အတွက်ဒါချန်ပီယံလိမှာလည်းသူနောက်တစ်ဆင့်ကိုတက်ချင်တယ်ဆိုနိုင်ပွဲလိုအပ်နေပြီ။ဒီနေ့ပြည်များလိပွဲစဉ်မှာလည်းရှုံးမယ်ဆိုရင်ပြည်များလိတန်းသင်းဆုံးနာကိုကန့်နေပြီဆိုတော့သူ့မှာဟိုဟိုဘက်ဒီဘက်နှစ်ခုလုံးတိုင်ပက်နေတဲ့အနေထားဖြစ်နေရပါတော့။ ပွဲကျက်ကာလအောင်ရောက်နေအဲ့တော့အာဆင်နဲ့လက်ရှိလူခေါ်ယူထားတဲ့အဖြစ်မှုတွေအရကြည့်မယ်ဆိုရင်ဆာခါရိုအိုဒီဂက်တို့မပါရင်တောင်မှဒါတိုက်စစ်ရောခံစစ်ရောကွင်းလေကောင်းကောင်းလေးအလုံးလုံးနေအနေထားမှာဒီနေ့မှာကျွန်တော်တို့အာဆင်နယ်ပဲကျွန်တော်ကကြိုက်တယ်မနေ့ကအနေထားနဲ့အရဆိုရင်တော့ကျွန်တော်အာဆင်နယ်ကိုမကြိုက်ရဘူးဘာကြောင့်ဆာခါမပါရဲ့တိုက်စစ်အိုဒီဂက်မပါရဲ့ကွင်းလေတော်တော်လေးတိုင်ပယ်တယ်ဒါပေမဲ့ဒီနေ့မှာသူတို့လူတွေခေါ်တာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်အဓိက main player မပါရင်တောင်မှသူတို့ဒီဒီ squad deck ကလုံလောက်နေပြဖြစ်တဲ့အတွက်ပေါ့နော်အာဆင်နယ်ကောင်းကောင်းလေးကစားနိုင်လိမ့်မယ်လို့တွေးတယ်။ဒါပေမဲ့ကျွန်တော်က body ကဟိုကျွန်တော်အာဆင်နယ်ကြိုက်တယ်ဆိုမဲ့အရင်ကြီးတော့အာမပေးချင်ဘူး။ဂိုးပေါင်းအောက်ကိုတော့တွဲဆော့နေခြင်းနဲ့နှစ်တင်းစလုံးနောက်ဆုံးတွေ့ဆုံနေခြင်းမှာလည်းဂိုးပေါင်းအောက်ထားတယ်ပြီးတော့ ချန်ပီယံလိဂ်ဒီကံမှုရှိနေတဲ့အတွက်တလုံးလုံးဂိုးထအတွင်းနဲ့အတင်းကပိတ်ကစားလာဖို့ရာခိုင်နှုန်းများနေတဲ့အချက်ရှိရပါတော့။အဲ့ဒီအချက်ကြောင့်ကျွန်တော်ကဂိုးပေါင်းကြီးရလည်းနှူးနေအနေထားမှာ၃ဂိုးရောက်ဖို့ခက်လိမ့်မယ်။အာဆင်နယ်ဝမ်သီးနဲ့နိုင်တာမျိုးတွေ၊ဂျီဂျီဝမ်ဝမ်တွေ၊နျူကာတယ်ဝမ်သီးနဲ့နိုင်တာမျိုးတွေဖြစ်လာနိုင်။အဲ့တော့ဂိုးပေါင်းအောက်လီကတော့ပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်။ body မှာဆိုတော့ကျွန်တော်အာဆင်နယ်လေးကိုပို့ပြီးတော့ကြိုက်တယ်ဟိုလို 2h တွေပါဆော့ကြည့်ပါနော် 2h ပေါ့ဟို win win ကတော့နည်းနည်းလေးအန်တယ်များအာဆင်နယ် win ကနည်းနည်းလေးအန်တယ်များ ဟိုတေလောက်တော့အနေလုံးရမယ်ဆိုတော့ 2h တွေပါဆော့မယ်ဆိုတော့အာဆင်နယ်မချုံးလောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီကကိုပေါင်းအောက်လေးပေးကြည့်မယ်ပေးကြည့်နေ body ဆိုတော့အာဆင်နယ် 2h လောက်လေးဆော့လို့ကောင်းပါနော်အဲနောက်တစ်ပွဲရိုမာနဲ့ဗီယိုနာပေါ့နော်ရိုမာကတလုံးကို40ရှုံးပြီးတယ်ကိုပေါင်းကြီးနှလုံး65ပြားရှုံးပြီးရပေါ့နော် ရိုမားနဲ့ဘီယူနာရိုမားကတော့အိမ်ကွင်းမစိုးပါဘူးနော်ပြီးခဲ့တဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်တော့တိုရီနိုတော့သူတို့ရှုံးတာရှိဒါပေမဲ့အဲ့တပွဲပဲသူတို့ဒါခြေကျော်လက်ချော်ဖြစ်တာဂျန်တဲ့ပွဲတွေမှာသူနိုင်ပွဲယာနှုံးပြင်းနိုင်ပွဲတွေဆက်နေရဲ့ဒီယူပါလီမှာလည်း night ကိုဝေကွင်းမှာတွားနိုင်နေလာစီကိုလည်းဒါရောမတာပီမှာ1-0နဲ့နိုင်နေရှေ့မှာလည်းနိုင်ထားတာဆိုတော့အာအပြစ်ပြောတာတိတ်တော့မရှိနေဘူးပေါ့နော်ဒါပေမဲ့ပွဲပန်းနေလောက်တယ်ဗျ night ကိုပြင်တဲ့ကိုသူတွားကန်ထားရတယ်ပြီးလို့ရှိရင်သူတို့ဒီနေ့ကန်ပြီးနောက်လာမဲ့ ဂျာရင်ကြရင်လည်းပြင်းတိကလပ်ဖြစ်တဲ့ line နဲ့အင်ကွင်းမှာထက်ကန်ရမှာဆိုနည်းနည်းလေးတော့ struggle ဖြစ်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲလဲ body မှာဆိုတော့တလုံးတော့ဖြစ်ပါရူမတလုံးလောက်နဲ့တော့ကတ်နိုင်ကြတော့များတယ်ဒါပေမဲ့တလုံးတော့နဲ့နိုင်ုံနဲ့ကျွန်တော်ကပြား30 40ရရင်းအောင်မယ်ဆိုဘော်ဒီလည်းကျွန်တော်ဒီပွဲဘော်ဒီတိတ်မကြဘူးကိုပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်ပေါ့နော်ကိုပေါင်းအောက်ပဲကြိုက်တယ်ရူမာ 1C လို့ reference view နဲ့နိုင်သွားနိုင်တယ် 1C 2C ပေါ့ဒီလောက်ပဲသွားဖို့ရခိုင်တော့များတယ်နော်အဲဘီယိုနာလေးကိုတစ်ချက်ကြည့်ပြန်ဘီယိုနာအဝေးကွင်းဖောင်ကနောက်ဆုံးနှစ်ပွဲမှာ လာလီယို4ဒီနဲ့အောင်သူတို့ရှုံးနေဥဒီနီကို1 1အရင်ကြီးတော့မကောင်းဘူးနော်အဲ့တော့ဒီဘီယူနာလည်းကိုးရဖို့ခက်ပါနော်ဥဒီနီလိုတော့ပဲဥဒီနီကိုပဲသူတကောပြန်တွင်းနိုင်ငယ်ဒီလာဇီယိုတော့တကောမှမတွင်းနိုင်ငယ်ဆိုတော့ခက်ပါလိမ့်မယ်အဲ့တော့ဒီဘွဲမှာဂိုးပေါင်းအောက်လေးပဲကျွန်တော်ကြိုက်တယ်နော်ဂိုးမဘော်ဒီကပြား30ရင်းနိုင်တယ်လေးလက်လောက်ရင်းနိုင်တယ်ညီကိုရှိနော်ဒါ win one ဆော့လို့ရတယ်ဘော်ဒီညမာကြီးဆိုတော့ဘာဘူမဘော်ဒီဆော့လို့ရပါနော် ဒီလိုလေးဆောက်လို့ရ1ဘက်မှာဆိုတော့ win 1နဲ့ under 3.5တို့ under 2.5တို့အဲဒီလိုလေးတွဲပြီးတော့ဒီတစ်ဖက်ကလည်း roma လည်း win ရမယ်ဒီဘက်ကလည်း under လည်းတောင်းလုံးအောက်ဖြစ်ရမယ်เนาะဒါမှမဟုတ်လေ Roma တေ 1H နဲ့ Under 2.5လို့3.5အဲ့လိုလေးတွဲဆော့လို့ကောင်းပါတယ်เนาะအဲကျွန်တော်တော့ Roma ပွဲကို go out လေးပဲအဓိကပေးလိုက်ပါမယ် လက်ရှိနဲ့ဘိုလောနာမှာဆိုရင်နောက်တစ်ပွဲလက်ရှိနဲ့ဘိုလောနာပေါ့နော်ဘိုလောနာ90ရှုံးအဲ95ပြားရှုံးဝေးပြန်လည်းပဲ95ပြားရှုံးပြီးနေကိုပေါင်းနှလုံး30ရှုံးပြီးနေပေါ့နော်အဲဘိုလောနာကကျွန်တော်ဂျိုင်းမှာအက်စတန်ဘီလာနဲ့အင်္ဂလန်ကိုသွားပြီးတော့ဒါဥရောပပွဲစဉ်ကစားခဲ့ရတယ်အဲသူတို့ဝမ်းသီးနာကတ်ရှုံးခဲ့တယ်ပေါ့နော်လက်ချီကကျတော့ဂျိုင်းမှာအီတလီကတ်ဒါ AC Milan ကိုကွင်းဝင်သွားပြီးတော့3-0သူရှုံးထားတယ်အော်ဒီပွဲက ဟိုဘလောနာအဝင်းကွင်းနံမွေးမရသေးဘူးနော်ကျွန်တော်ကြည့်နေရဘလောကဘလောနာချန်ပီယံလိဟိုယူပါလိပွဲအပါဝင်ဝမ်မောဝမ်သီးနဲ့ရှုံးနေ ACO ဝမ်သီးနဲ့ရှုံးနေအက်စတွန်မီလာဝမ်သီးနဲ့ရှုံးနေတုံးပွဲစလုံးသူဝမ်သီးနဲ့ကတ်ရှုံးပြီးတော့နိုင်ပွဲတဝမ်းမရသေးဘူးဂိုးပေါင်းတုံးပွဲစလုံးအောက်တိုင်းဒီနေ့မှလည်းသူပောက်ကွဲပြမလားလို့ပြန်စဉ်းစားကြတော့ဒါပြီးရင်လည်း flying back နဲ့ချန်ယူပါလိရဲ့ကံမှုရှိနေပြန်တော့ပောက်ကွဲလဲတလုံးလောက်ပဲပောက်ကွဲလို့ရမှာအများကြီးဂိုးပြက်ချီပြက်ကြီးပောက်ကွဲလို့ရမှာမဟုတ်ပြီးတော့နောက်တစ်ခုပါရှိနေ Ancient လက်ရှိအင်းရဲ့ flow တစ်ခုပေါ့နော် တော့ရှေ့မှာတုံးမွဲဆက်သူဂူပေါင်းအပေါ်ကိုကန်ထားတယ်။အတလန်တာ4-1နဲ့ရှုံးတယ်။ကက်ကီလီယာ1-2နဲ့ရှုံးတယ်။ ACO 3-3နဲ့ရှုံးတယ်။ဂူပေါင်းအပေါ်ကိုတုံးမွဲပြီးပြီးတော့တုံးမင်တပင်ကြရပေါ့နော်။အော်ဒီဘက်ဂူပေါင်းအောက်ပဲလာနိုင်တယ်။အဲ့တော့ပိုလောနာနိုင်ွားလဲ1-0ပေါ့နော်။1-0လို့လည်းဆက်မျိုးလာနိုင်တယ်။အဲ့ဂူပေါင်းအောက်ပဲကျွန်တော် ကြိုက်တယ်နော်။အဲဘော်ဒီဆိုတော့ပိုလောနာလေးတော့ကြိုက်ပါနော်။ပိုလောနာနိုင်တော့နိုင်နိုင်ပါလက်ရှိလိုအတင်းမျိုးပေါ့လေနော်။ဟိုနိုင်မယ်နိုင်အောင်ကံမယ်ဆိုတော့နိုင်တာပေါ့လေနော်ဒါပေမဲ့ကစားချမ်းသာပါညာနဲ့ဆိုတော့အန်တီမြားအဲဒီနေ့ကတော့ဂိုးပေါင်းအောက်တွေပဲကြိုက်နေနော် အကြေးရလဲကြိုက်တယ်လို့သူတို့နဲ့တင်သူတို့လက်ရှိကျွန်တော်ပြောခဲ့တဲ့အသင်းတွေကလည်းဥရောပပွဲစဉ်တွေအခြေနောက်တွေကန်ထားရအနေထားဆိုတော့ဒါသူတို့လည်းပွဲပန်းနေပေါ့ဗျာတင်မှာပွဲပန်းနေပေါ့နော်အဲ့လိုမျိုးဆိုတော့ဂိုးပေါင်းအောက်လေးပဲကျွန်တော်ကြိုက်ပါနော်အဲနောက်တစ်ပွဲ AC နဲ့ Napoli ဒီပွဲမှာတော့ကျွန်တော် AC လေးကိုကြိုက်တယ်ဗျာဟို AC body လေးကိုကျွန်တော်ကြိုက် AC က level 80ရှုံးပေးတယ်ဂိုးပေါင်းကြီးနှလုံး55ပြားရှုံပြီးတယ်ဗောနော်ဒီပွဲကဟိုနာပိုလီနီနာပိုလီအနေနဲ့ ဒါ ECO တေတော့တော့ရအောင်ကန်နိုင်တဲ့အနေထားတော့ရှိပါတယ်နော်ရှိပါတယ်ဒါမရှိမရှိဘူးလို့တော့မဟုတ်ရှိတယ်ဒါပေမဲ့နာပိုလီကကျွန်တော်တို့ဒါပြီးရင်သူချန်ပီယံလိစပိုနင်းဒစ်ပိုနဲ့အင်္ဂွင်ပွဲနှွဲနှွဲရမှာဟာရှေ့မှာမန်တီတီကိုသူချန်ပီယံလိမှာရှုံးတာပဲသူတို့လက်မှတ်မရတော့ဒီပွဲမှာသူတို့စပိုနင်းရဲ့ပွဲသူတို့အင်္ဂွင်ပွဲစဉ်နဲ့ဖြစ်တော့အမတ်အမတ်ရအောင်ယူမရမယ့်အနေထားအော်ဒီနေ့ AC Milan နဲ့ပွဲစဉ်ကသူတို့အတွက်နည်းနည်းလေးဒါပွဲချက်ကာလာလည်းဖျောက်သွားတဲ့အနေထားဖြစ်တော့ ဟိုနာပိုလီတေလောက်ပဲညှင့်ကန်သွားလိမ့်မယ်ဟိုအနိုင်ကံမှုကြိုးစားလာမှာတော့မဟုတ်တော့ဘူးလို့ကျွန်တော်တွေးတယ်ပေါ့နော်နောက်တစ်ခုက AC Milan ဒါဘီလို့ရှိရင်ကျွန်တော် Jubin တက်ကိုဝေကွင်း Fiorentina အိမ်ကွင်းတော့ AC Milan ကဥရောပပွဲစဉ်မရှိဘူးဆိုပေမဲ့ Jubin နဲ့အဝေးကွင်းကတော့အနေနဲ့မလွယ်ဘူးပေါ့နော်အဲပြီးရင် Fiorentina နဲ့ဆိုအရင်ကြီးတော့လွယ်ကူမနေဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် Pisa Atalanta Roma ဆိုတော့နောက်ဆုံး၅ပွဲမှာ Pisa တသင်းလောက်ပဲသူနည်းနည်းလေးခြောက်နေတယ် ဖီယွန်တီနာတော့ချောင်းနယ်ထဲတော့ပါတာပေါ့လေဒါပေမဲ့ဖီယွန်တီနာလည်းတွားပြီးတော့ဟိုအသင်းငယ်တဘောမျိုးနဲ့တွားတဘောထားပြီးတော့အသင်းအထင်အထင်တွားသေးလို့တော့မရဘူးပေါ့နော်ပြန်လုံနိုင်တဲ့ဆွဲရှိရယ်ဆိုတော့အဲ့တော့ပီဇာတသိန်းလောက်ပဲသူချောင်းနယ်နောက်လာမယ့်ငါးပွဲဆိုအဲ့တော့အီတီယာလည်းနောက်လာငါးပွဲကနည်းနည်းလေးဒိန်ဂျာဖြစ်တယ်နာပိုလီကလည်းနောက်လာပွဲစဉ်ချန်ပီယံလိအရေးကြီးနေပွဲစဉ်ဖြစ်တယ်ဒီပွဲမှာ AC လေးကိုကျွန်တော်ကကြိုက်တယ်အီစီ1-3လောက်နဲ့ကတ်လိမ့်သွားတာမျိုးကြီးကတ်နိုင်သွားတာမျိုးဖြစ်နိုင်တယ်အဲ့တော့ AC နဲ့ ဂိုးအောက်ပဲကျွန်တော်တွဲပေးခြင်းနဲ့ဂိုးပေါ်တော့မကြိုက်ဘူးဒီပွဲလေးเนาะအေစီနဲ့ဂိုးအောက်လေးပဲကျွန်တော်တွဲပေးခြင်းပါတယ်เนาะအဲဒီနေ့ကဂိုးအောက်နေပဲကြိုက်နေเนาะဂိုးအောက်ဒီပဲကြိုက်နေစပိန်ကတော့ကျွန်တော်ဘလက်ကန်နိုပွဲကဘလက်ကန်နိုကျွန်တော်ချောင်းရှောင်းမယ်ဘလက်ကန်နိုဆက်တာပြီးဂိုးဂျီယိုနာတော့ကျွန်တော်တို့တော်တော်လေးရိုက်လုံလုံထားတာရှောင်းအောင်မယ်မကြိုက်သေးဘူးเนาะအဲ့ပွဲရှောင်းပါလေဘလက်ကန်နိုပွဲရှောင်းနေအေစီနဲ့ဆက်တာပြီးဂိုး ထလာဘီကိုတော့မကြိုက်မကြိုက်သေးဘူးပြာတည့်မလား HE က HE ရဲကြီးအောင်နိုင်များနေနည်းနည်းတော့ယွန်စရာတော့ကောင်းနေတော့ပြအိုက်ပွဲရှောင်းမယ်နော်အန်တီများနေမောင်းနေလောက်ပဲကျွန်တော်ကြိုက်တာလေးတွေ့တာတွေ့တာရှင်ကျွန်တော်ထက်ထဲပေးမယ်အဲဘာစီနဲ့ဆိုစီတက်ပေါ့ဘာစီနဲ့ဆိုရင်ဘာစီရဲ့နှလုံးကို85ပြားနိုင်တော့နှလုံး90နိုင်ပြောပါတော့နော်လေးလုံး9လေးလုံး95နှလုံး95နှလုံး90ဆိုတော့နှလုံးအပြည့်နိုင်လေးလုံးအပြည့်နိုင်ဘော်ဒီကြီးတန်းကိုပေါင်းကြီးတန်းမှာဒီကြီးတန်းအရဆိုရင်တော့အောက်တစ်ချောင်းတော့ဝင်မယ် ောင်တကြောင်းဝင်မယ်ဆိုတော့ဒီနေ့မှာဘာစီရဲ့ရှေ့မှာတော်တော်လေးများနေပြာနော်ဟို UOB တို့ကိုလည်း21နဲ့ရိုက်တယ်အိုက်ပွဲမှာလည်းသူမဟုတ်တဲ့အတကုံတိုက်တာဖိဖိတာတာမတိုက်ဘူးနော်အဲ့တော့ VA sorry VA ညရှုံးနေဆိုတော့ဒီနေ့ဘာစီစပိန်တုံးတင်းမှာ AG ကိုကြေးအောင်သွား UA ရှုံးနေတယ်ဘာစီတော့ရှုံးတော့မယ်ထင်တာပဲကြေးကြေးကိုပြောရမှာနော်ကြေးရှုံးတော့မယ်ကျွန်တော်ထင်တယ်ရှေ့မှာလေးပွဲဆက်လည်းကြေးနေတောက်လျှောက်အောင်နေတယ်ပေါ့နော်အော်ပြီးရင်ဒါပြီးရင်ဘာစီဆိုနာကဟိုဟာနဲ့ကြင်ရမယ်ခင်ဗျာ ဲ PSG နဲ့ Champions League ပွဲကြီးပွဲကောင်းမှာအဲ့ပွဲတော်တော်ကြည့်ကောင်းမယ်နော် Champions League ဒီဘက် Champions League တော်တော်လေးကြည့်ကောင်းမယ်အဘာစီနဲ့ PSG ကမ်းမှာဆိုတော့ PSG ကိုသူအရှုံးခံမှာတော့မဟုတ်ဘူးဘာစီကအဲ့ပွဲကသူခဲလောက်ပြီးတော့ကစားလိမ့်မယ်နော်အော်ဒီပွဲမှာကျွန်တော်အောက်ဆုံးကြိုက်တယ်နော် Solidan နဲ့ goal out လေးပဲကျွန်တော်တွေ့ပေးခြင်းတယ်ဘာစီ1 3လောက်ပဲကတ်နိုင်သွားလိမ့်မယ်ကျွန်တော်တွေ့1 3 2 1ပေါ့နော်2 3 2 3ကျိုလည်းကိစ္စမရှိလေနော်ကျွန်တော် goal out နဲ့တွဲထားတော့အကောက်ရှုံးပေါ့နော်အကောက်တော့မရှိဘူးကျွန်တော်ပြားဆယ်ပြားလောက်ရအောင် ဘော်ဒီကပြား85ပြားပဲဟိုကကိုပေါင်းအပြည့်ရမှာဆိုနော်အော်ဒီဘွဲကိုကျွန်တော်ဆိုစီတက်နဲ့9ရောက်ပဲကြိုက်တယ်နော်အနောက်တစ်ဘွဲကဂျာမန်ဂျာမန်ကဖရိုင်ပန်နဲ့ဟော့ဖိုင်ရှင်းနိုင်ပါနော်ဂျာမန်ပွဲစဉ်ကခဏလေးနော်ကြေးပြောင်းလေးပိုင်ရှိလာကြည့်လာစတုကတ်ကစတုကတ်ကြီးတိုင်းကတော့ပြောင်းတယ်ကိုပေါင်းကြီး3လုံး20နိုင်3လုံး30ရှော့ဖရိုင်ပန်ဘွဲကတော့ပြောင်းလဲမှုမရှိဘူးနော် အော်ဂျာမန်တွေကမနေ့ကကျွန်တော်တို့လှုပ်သွားပြီဗျာဟိုဂိုးပေါင်းကြီးအနုဆုံးနှစ်ပွဲဖြစ်တဲ့လီဗာကူစင်ပွဲစဉ်နဲ့ကျွန်တော်တို့ဒီအော့စပက်ပွဲစဉ်ရဂိုးပေါင်းကြီးအနုဆုံးပဲเนาะအဲ့ဒါအဲ့ပွဲတွေကတုံးလုံးပြည့်အောင်ကံပေးပါတယ်ဂျင်တဲ့ပွဲစဉ်တွေကတုံးသူဒီမိုင်းနေသူဒီဒီကြီးကကိုအောက်ပါတယ်เนาะဟို front front back တပွဲပဲဂိုးပေါင်းအပေါ်တက်ပြီးပါတယ်เนาะအဲ့လိုလေးလှုပ်ပါတယ်မနေ့ကအဲ့တော့အရင်တစ်ပတ်ဆန်ဒီမှာကန်ခဲ့တဲ့ ဒီ၃ပွဲကိုကျွန်တော်ကြည့်မယ်ဆို front back ဒီ၈နိုင်တပွဲပဲ9ပွဲ10နိုင်နဲ့17နိုင်12နိုင်ပွဲစဉ်9အောက်တယ်ဗောနော်အဲ့လို flow လေးတော့တွေ့နေရတယ်ခဏလေးပါနော်တွန်၃ပွဲရှိရင်ညာ၃ပွဲလုံးတော့အပေါ်မတက်ဘူးဗျာတဲ့သူကန်ထားရဲ့ flow ကြည့်မယ်ဆိုနှစ်ပွဲလောက်တော့အပေါ်တက်ကောင်းတက်မယ်တပွဲကတော့အောက်သွားတယ်အော်ဒီနေ့ပွဲထားဒီနေ့ဖွင့်ထားဒီ ဂျာမန်သုံးပွဲလေးကျွန်တော်30ကြည့်အောင်ပါနော်ဖရိုင်ဘက်ကလက်ရှိမှာ35ပြားရှုံကိုပေါင်းကြီး 3D ဝင်ရုပ်ဖွင့်ပေးထားပါတယ်နော်အော်ဒီပွဲမှာဖရိုင်ဘက်နဲ့ဒီဟော့ဖန်ဟင်းရဲ့ဂိုတွင်းအိုက်ကိုကြည့်မယ်နော်အာငါးပွဲဆက်ကိုပေါင်းအပေါ်တက်ထားတယ်ဖရိုင်ဘက်ကဂျာထဲမှာဘီဆယ်နဲ့ဦးရောက်ပွဲစဉ်ကစားထားပါတယ်ပြီးရင်ဘိုလောနောအဝေးကွင်းကမ်းမယ်မူချန်ကလာဘက်ကိုအဝေးကွင်းဖရန်ဘက်ကိုအိမ်ကွင်းအာဖရိုင်ဘက်ရဲ့နောက်လာဖီရှာကျက်ပါနော် မူချန်ဝေးကွင်းကရန်ကြီးမကြက်ဘူးဆိုတော့ front back ကိုအိမ်ကွင်းကြက်မယ်လီဗာပူးစင်ဝေးကွင်းကြက်မယ်အိုက်ကြားထဲမှာဥရောပတပွဲကပါတီးရယ်နည်းနည်းလေးတိုင်ပက်မယ်နော် Hoffman Hein ကနောက်ဆုံးပွဲစဉ်မှာ Bayern ကို4-1နဲ့ရှုံးတယ်ဝေးကွင်းမှာ Union Berlin 4-2နဲ့ရိုက်ပါတယ် front back ကိုအိမ်ကွင်းမှာ1-3နဲ့ရှင်း Hoffman Hein ကပြောင်းမြန်နေဖြစ်နေအိမ်ကွင်းနေမှာရှုံးပြီးလီဗာပူးစင်ကြလည်းဝေးကွင်းမှာ2-1နဲ့နိုင်တာဆိုတော့နည်းနည်းလေးတော့နော်စဉ်းစားကြရတော့ဖြစ် Hoffman ရဲ့ဘာမှကြားထဲမှာဘာကန်ကြမ်းမှမရှိပါဘူး အဲ့မပေးစရာရကြည့်မယ်ဖိုင်ဘက်က၈ကဟော့ဖန်ရ30ကအဲဒီလောက်တော့ပေးရမှာနော်၈ကနေ30ဆိုတော့လည်းပဲ30 40 Okay အဲ့ပွဲဒီပွဲမှာကျွန်တော်ဟော့ဖန်ကိုရမယ်ထင်တယ်အဝေးကွင်းမှာကိုတူလီဗာပူးသွင်းပေါ်တော့ရိုက်တာဆိုတော့ Union Berlin တော့ရိုက်တာဆိုတော့နော်ဒီပွဲမှာဖိုင်ဘက်ရိုက်ခံရတော့တယ်ဖိုင်ဘက်ဂျာရဲမှာပွဲလဲဂျာရဲမှာဥရောပပွဲစဉ်လဲနှွှဲထားတာဆိုတော့ဒီပွဲဟော့ဖန်ကိုရမှာဟော့ဖန်ကိုရမှာဆိုဖိုင်ဘက်ကလည်းအင်ချင်ဖြစ်တော့ကိုပြန်တွင်းမှာပဲနော်အော်ဒီပွဲကျွန်တော် Hoffenheim Body နဲ့ကိုပေါင်းအပေါ်လေးတွဲပြီးကြိုက်ပါမယ်နော် နောက်တစ်ပွဲကိုလုံးနဲ့စတုကတ်မှာဆိုရင်ဒါဒဲဒဲပေါက်နေရင်ကိုပေါင်းအဲဘော်ဒီဂျီနဲ့ကိုပေါင်းရင်3လုံး20ရှုံးပေါ့နော်ကိုလုံးကကျွန်တော်တို့တော်တော်လေးများနေပြီနော်ကိုလုံးလည်းအဲဒါမဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလိုက်စစ်ကိုလည်းသူရှုံးသွားတယ်ကိုလုံးကလက်ရှိမှာအဆင့်6မှာတော့ရက်တည်နေ9မှတ်နဲ့ဒါသူ့ရဲ့နေရာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပွဲစတုကတ်ကိုနေရလားဆိုတော့ဒဲဒဲဖြစ်နေစတုကတ်ကြေးမပေးရဘူးဗျစတုကတ်ကလက်ရှိမှာဂျာရက်မှာတော့ဆယ်ရာဘီဝန်နဲ့ကန်ထားပြီးရင်ဘာနဲ့ကန်ရမလဲဆိုတော့စတုကတ်စတုကတ် ပင်းဆဲကိုအဝေးကွင်းဟိုက်တန်ဟင်းကိုအင်ကွင်းဝူစပက်ဖိုင်ဖီနာဘာရှိမိန့်ပြည်တွင်းလေးမှာတော့တော့မကြက်ဘူးနော်ဒါပေမဲ့ဥရောပွဲစဉ်ရောနည်းနည်းလေးအဝေးကွင်းနှစ်ပွဲဆက်သွားကင်ရမှာနည်းနည်းလေးတော့လူဝက်ပန်းနိုင်တယ်ဗောနော်အော်ဒီပွဲကကိုလုံးကပွဲတိုင်းဂိုးရတယ်ဗျကိုလုံးကပွဲတိုင်းကိုဂိုးရနေတာတွေ့နေတယ်ဂိုးမရတဲ့ပွဲကိုမရှိဘူးနော်သူဂိုးမရဂိုးမရတဲ့ပွဲကိုမြင်ဂိုးပေါင်းအောက်တဲ့ပွဲရှိရယ် main နဲ့ပနောပွဲစဉ်1-0ပွဲအဲ့တဲ့ပွဲကလွယ်လို့ အဲ့ဒီဘွဲလည်းဂိုးပေါင်းအောက်တယ်ဆိုရင် तू ကဂိုးရတယ်မင်းကဂိုးမတွင်းနိုင်ဘူးဂျန်တဲ့ဘွဲတင်ကြီးကြီးလိုက်မယ်ဆိုရင်မှာအကုန်ဂိုးရ4-1လို့နော်အပြီး in friendly match တဲ့ဘွဲလေးကကန်ထားတဲ့9-1နဲ့နော် wolves pack ကိုလည်း3-3အဲ့ဒီဘွဲကလည်းဂိုးပေါင်းပေါ်ပဲကောင်းပါတယ်နော်ဂိုးလုံးလည်းဂိုးရမယ် stuttgart လည်းဂိုးတွင်းမှာဆိုတော့ဂိုးတွင်းနိုင်တဲ့လူဆိုတော့ဂိုးပေါင်းပေါ်လီကောင်းပါတယ်အဲ့တော့နှစ်ပွဲတော့ဂိုးပေါင်းပေါ်ကြိုက်လိုက်ပြီပေါ့နော်ဒါပြီး Union Berlin နဲ့ Hamburger ဒီပွဲက Union Berlin level 85ပြားရှုံးဂိုးပေါင်း3လုံး45ပြားနိုင်ပြီးနေရယ် ။အော် Union Berlin ကတန်တဲ့အတင်းကိုတန်တဲ့အတင်းကို level 85ပြားရှုံးကနုတလားပေါ့နော်။မှတ်ပြီးဆရာတို့ချက်ရှုံးတယ်။မှတ်ပြီးဆရာကလည်းအဆင့်17.5ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့နုရလို့ကျွန်တော်တွေးတယ်။ Union Berlin ဒီချက်ကြီးပေးလို့ရရနိုင်တဲ့အနေထားမှာတော့ကျွန်တော်တွေးတယ်ပေါ့နော်။နောက်ဆုံးအင်ဂွင်ပွဲစဉ်မှာ Hoffenheim ကို2-4နဲ့ရှုံးတယ်။ရှေ့မှာ Stuttgart ကို2-1နဲ့နိုင်တယ်။အော်နှစ်ပွဲစလုံး9-9ယူပြီးများထားတယ်။ ဟမ်ဘာကနောက်ဆုံးပွဲမှာ5စီးနဲ့ဘိုင်းကိုရှုံးတယ်မိုရှန်ဂလာဘက်ကိုစီးတယ်ဟမ်ဘာကဝေးကွေးနေမှာဂိုးမရခဲ့ဘူးဗျနော်အဲဒီပွဲမှာဒီပွဲမှာဂိုးပေါင်းပေါ်ရလဲหนีတော့หนีကျင်စရာလေးတော့ကောင်းပြီမင်းနည်းနည်းလေးအန်နေများဒီပွဲကိုပေါင်းအပေါ်တိတ်မကြိုက်ဘူးเนาะအော်ဒီပွဲမှာကျွန်တော်ဂျူနီယာပါလင်ဂျူနီယာပါလင်မဲကြိုက်ပါเนาะဂျူနီယာပါလင်မဲကြိုက်တ union berlin ကောင်းပါရဲ့နော် union berlin လေးပဲယူလိုက် body ပဲကျွန်တော်ယူပေးမယ်ကိုပေါင်းကရှင်းနေပွဲအပေါ်ကြိုက်တာပြဒီနေ့ဒီနောက်ဆုံးပွဲစဉ်မှာအပေါ်ကြီးတိတ်မကြိုက်ဘူးရှင်းနေပွဲတည်းတပွဲပွဲတော့ထားဖောက်သွားတယ်ဆိုတော့ဒါဆက်နှစ်မှာကံပါကျွန်တော်ဆက်တက်နိုင် line ကြည့်ပြီးတော့ဒါကိုပေါင်းလက်ရှိ3 black 50မှာ 3D ဝင်ရုံနာ 3D black 30 20လောက်ရောက်လာမယ်ဆိုရင်ဒီပွဲကိုပေါင်းအပေါ်ဆုတ်လို့ကောင်းပါရဲ့နော်ဘယ်နှမိနစ်ရှိရမိနစ်20ကျော်ပါရဲ့နော်အဲ့တော့ ဒီလောက်ပါပဲเนาะကျွန်တော်ညီကိုဒီလောက်ပါကျွန်တော်ပြင်းနေလေးကူဝမ်းမပြောတော့ဘူးဟိုမောင်းတဲ့ပါရင်ကျွန်တော်ထည့်ပေးလိုက်ပါမယ်เนาะအမင်းနဲ့ဆယ်ကျော်ရရင်ခြေပိုင်းလည်းမကောင်းဘူးเนาะအဲ့တော့ဒီနေ့တော့ကျွန်တော်တော်တော်များများကိုပေါင်းအောက်လေးကြိုက်ထားတယ်အဲကိုပေါင်းပေါ်ကြိုက်တာဆို fine pad နဲ့ကိုလုံးနှစ်ပွဲပဲရှိရပါဘောเนาะအာဂျာမန်နှစ်ပွဲပဲကိုပေါင်းပေါ်ကြိုက်ထားတယ်ဒါပေမဲ့ဂျာမန်နေရာမင်းကကိုအောက်တွေလောက်ပါများတယ်เนาะ ကိုပေါင်းကြီးပြင်းလာရအောက်တဲ့နုရာရဲ့ပေါ်လာဆိုတော့ဒီနေ့မှာအဲ့လိုကြီးလည်းဖြစ်လာထပ်ဖြစ်လာအောင်မလားပေါ့နော်ဒါပေမဲ့နှစ်ရက်ဆက်ကြီးအဲ့လို flow ကြီးကမပေးတော့ပါဘူးနော်အော်ဒီနေ့တော့ကိုပေါင်းကြီးအတိုင်းပဲဒါ flying back နဲ့ stu gap ပွဲစဉ်ကိုပေါင်းအပေါ်နှစ်ပွဲစလုံးကြိုက်ထားပါရနော်ကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော် marathon တနင်္လာညမှာလည်းရှိပါတယ်တနင်္လာညမှာလည်းအမပေးပြိုင်ပွဲဒီ everton နဲ့ပါနေလေ everton ပွဲစဉ်ကြီးရှိသေးတယ်ပေါ့နော်ပြီးပါမာနဲ့တိုရီနိုလို့နော် ဲ့ဒါလေးရှိမယ်အဲ့ဒါပြီးရင်ကျွန်တော်ဟိုဘက်မှာအဲ့ဒါပြီးရင်ကျွန်တော်နောက်နေ့ကျန်ဝါလာမယ်ညာကျွန်တော်တို့ဗာလဲဒီချန်မြန်နီလာမယ်နော်အင်္ဂါနေ့ညအင်္ဂါနေ့ည7:55မှာချန်မြန်နီစမှာဆိုတော့နော်ချန်မြန်နီစမယ်ညပါလီရဲ့ကံမယ်ဒီတစ်ပတ်ကဥရောပပွဲစဉ်တွေအကုန်ဒါဒီဘက်လုံးမှာအကုန်ကံမှာချန်မြန်ကြီးနှစ်ရက်ကံနှစ်ရက်ကံမယ်ယူပါလီနဲ့ကွန်ဖရင့်လီတရက်တည်းတညတိုင်းကံမယ်ပေါ့နော်အဲပြီးရင်ကျွန်တော်တို့ဒါအမတ်ဘေးတိုင်ပွဲပြန်လာမယ်အောက်တိုဘာ6ရက် မမေးကြိုင်မွေးရှိမယ်အဲ့ဒါပြီးလို့ရှိရင်တော့အောက်တိုဘာ6ဆိုတော့အောက်တိုဘာ9ရက်နေ့ညအထိပေါ့နော်6ရက်နေ့မနေ့တနင်္ဂနွေနောက်ဆုံးကံမယ်ပြီးရကျွန်တော် international break ပြန်ဝင်သွားပြီပေါ့နော်အောက်တိုဘာ9 8 90ကြ international break နိုင်ငံပွဲပြန်စပြီပေါ့နော်8 90 71ပေါ့နော်အဲ့တော့ဒီတစ်ပတ်ကျွန်တော်တေချာလေးစူးစမ်းမှရမယ်အဲ့မှာကျွန်တော်တို့ကလပ်ပွဲကြီးလောက်ပဲကျွန်တော်ကောင်းကလပ်ပွဲကြီးလောင်းလုံးကောင်းတဲ့အနေထားမှာတော့ကျွန်တော်တို့ကမောက်ကမိုက်ဖြစ်နေရဆိုတော့ ဂျင်းနဲ့လှုပ်ရှားသွားရင်ဘာမှမတတ်နိုင်ကျွန်တော်တို့ကကျွန်တော်တို့ကမနေ့ကဂျာမန်မှာဘာပညာရလဲဆိုတော့ကိုပေါင်းဂျင်းတွေပြင်းနေဗျာတကယ်လဲခြေလွှမ်းမှန်နိုင်ကံမယ်ဆိုကိုပေါင်းအပေါ်တွေတက်မှာလေဒါဘူဂီကွန်ထိုးရှိနေတဲ့အတွက်ကျွန်တော်တို့ကကိုပေါင်းအပေါ်တွေထိုးထားမဲ့ပွဲစဉ်တွေမှာမဖြစ်သွားလေကိုပေါင်းနေအောက်သွားပနယ်ဒီလိုက်လေးပနယ်ဒီရမဝင်အောင်လဲကန်လာလားဘယ်လိုလဲလို့မသိစိတ်ထဲမှာတော့ကျွန်တော်စိတ်ထဲမှာအဲ့လိုတော့တွေးနေတယ်ဒါကောင်တွေတမင်များကန်နေသလားပေါ့နော် ဟို main ဆိုလဲအနီကစောကြီးထုတ်ခံလဲရတော့တိုင်ပတ်သွားတယ်မဟုတ်ရင် main ကတကူတော့ပြင်ရတယ်အဲ့လို drop mode 2 1ဆိုကြောင်းတုံးလုံးဆိုတာမရှုံးတော့ဘူးပေါ့ဗျာသိရမလားအဲ့လိုမျိုးတွေပြီးတော့ live အစောဆုံးတကူရတယ် cancel လုပ်သွားတယ်ပြီးမှနောက်တကူရမှာအဲ့တကူအတီးပြုတ်ပြရပါတော့အော်တော်တော်လေးချင်းနေဆိုပါတယ်မနေ့ကအတင်းကြီးပြီးများနေ့မှာဆိုလက်ပါဘူး man u နော်ပြီးရင် chelsea အဲစပိန်မှာဆို VM မှတ်တွေမနေ့ကဘာရီမန်းကိုမတွေ့အတင်းကြီးအကုန်ကမောက်ကမိုက်အကုန်ရှုံးနော်အဲ့လိုအဲ့လိုလေးရှိပါတယ်အဲ့တော့ ဟို booking လောက်လိုက်လို့ရှိရင်ကျွန်တော်ဘာမှမတတ်နိုင်ဘူးမင်းတို့က DJ DJ မင်းတို့ DJ ကိုငါချပေးလိုက်မင်းတို့က DJ ကြီးမင်းတို့ထိုးကြအဲကျွန်တော် IG နဲ့ live shot အဲကြီးတိုင်းကြီးနဲ့ live IG ရဲ့နောက်ကမှာဘာကြီး control လုပ်တာကျွန်တော်မသိနိုင်အဲလောက်သွားတော့ခံလဲရတာရိုက်ချခံရတာပဲဘာမှမတတ်နိုင်နော်အဲ့လိုမျိုးဆိုတော့ဒါဟိုတနေ့တည်းမျိုးမရိုးရဘူးဗျာကျွန်တော်လည်းပညာကြီးလည်းယူလို့လည်းမကုန်ဘူးနော်ဟိုတနေ့တည်းမျိုးမရိုးရဘူးဒီ flow ဒီနေ့မှဒီ flow သွားရင်နောက်နေ့ဘယ်လို flow လာမလဲအာအမြင်နဲ့ light လိလာနေတာအဲ့ဒါတော့မှ ျွန်တော်လိုက်မမီနိုင်ဘူးဖြစ်နေနော်ဘူကီကလည်းဘူကီကလည်းကျွန်တော်လည်းညံကောင်းတာပေါ့လေညံကောင်းတယ်ဆိုတော့သူကလည်းဒီကြည်တန်းတစ်ခုဖွင့်ဖို့အတွက်ကဒါတိတ်ပံပညာရှင်နေနော်စိတ်ပညာရှင်နေတင်ရှားပညာရှင်နေ data အချက်လက်ပညာရှင်နေပြီးအတွင်းတင်းပိုင်းနေရအောင်ယူပေးနိုင်တဲ့ scout တွေဘာညာတွေနဲ့ချိတ်ဆက်တွေနော်အတင်းရဲ့ဒီပိုင်ရှင်ပိုင်းနေနဲ့နော်ဒီလိုမျိုးလူယုံနေနဲ့ဆက်ဆက်မှုတွေဒါတွေလည်းဟိုမန်ယူဆိုရင်လောက်ဆန်းမန်ယူအတင်းကသူကအတင်းရဲ့ဘန်တာက အမြင့်ငွေအများကြီးရတယ်နော်ဒါပေမဲ့ဟိုပိတ်တက်နေတဲ့ဒီထိုးသားတွေကမှပြာကြနေမန်ယူနောက်လိုက်တာအဲ့လိုမျိုးဆိုတော့မန်ယူကလက်အောင်ကျော်မနေ့ကမန်ယူမပေးရတာဗျာကိုပေါင်းပေါ်ပဲကျွန်တော်ကြိုက်ခဲ့တာဘရန်ဖုန်းနဲ့မန်ယူပဲကိုမန်ယူကိုမယုံတော့ဘူးပဲအဲ့တဲ့လှုပ်ရှားနေစီးပွားရေးလှုပ်စီးပွားရေးလို့စီးပွားရေးလှုပ်ရှားနေပုံနဲ့ဖြစ်နေဟိုအတင်းရဲ့ image တက်အောင်လုပ်နေရမို့တော့ဒီကောင်နဲ့ပတ်ဆံရအောင်ပဲလုပ်နေအဲ့လိုမျိုးဆိုတော့အတင်းပိုင်ရှင်နေလည်းမယုံကြည်ရအောင်ဗျာတဲ့မှာဒါရဲ့တကယ်ရှိပါရဲ့နော် ဟိုကျွန်တော်ကြုံမှနောက်မှဟိုဟိုမယုံပါဆိုလို့နောက်မှဘာနှခုနှစ်ကဘေးအတင်းကဘေးအတင်းပိုင်ရှင်ကဘေးဘေးကွင်းလက်တိုင်ကိုဘလို့လက်ထိုးခဲ့တယ်နော်ဒါဒီကျွန်တော်ဒေတာချက်လက်တီးကြကြနေပြောပြပြချင်တယ်ဒါပေမဲ့ဒါရဲ့ public မှာချပြလို့ကောင်းမကောင်းလဲလဲကျွန်တော်လည်းမသိဘူးဗျာမသိတော့ဟိုတောင်းတောင်းမပြောပြချင်ဒီလောက်ပဲကျွန်တော်ပြောပြောပြလို့ကောင်းတယ်ဘာလို့ဘန်းခံရမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါရဲ့ရှိတယ်ဟိုနောက်ွယ်မှာရှိပါနော်မရှိမရှိမှာဆိုလို့မရှိဘူးထင်ပါဆိုလို့ပြောပြဖြစ်ပါနော် ကဲတော့ဒီနေ့တော့ဒီလောက်ပါကြောညနေကျမှဒါ Viber နဲ့တင်နေ channel မှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒါ like subscribe share လေးတွေနဲ့အားပေးကြပါအောင်เนาะမနေ့က view လေးတော်တော်လေးနည်းပါတယ်เนาะကျွန်တော်ဂျာရက်ဒီမှာ view တွေဒါ 2K နီးပါးလောက်ရှိခဲ့ပေမဲ့ဒီမနေ့ကစနေမှာဆိုနှစ်ပုတ်တင်ပြီးတပုတ်မှ 1K တောင်မပြည့်ပါဘူးเนาะအကျွန်တော် view လေးတွေတက်အောင်เนาะ share ပေးကြပါအောင် like subscribe share လေးကိုကူညီပေးပါ comment လေးလည်းများများမှတ်ပေးပါเนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံး ဒါကျွန်တော်တို့ညနေ6နာရီဝင်းကျင်တော့ကျွန်တော်ပြန်တွေ့မယ်နော်ရူမာ sorry ဆာဆိုလိုနဲ့ဦးဒီနီ9နာရီပွဲကျွန်တော်မကြိုက်ပါဘူးနော်မကြိုက်တဲ့အတွက်ကျွန်တော်အိုက်ပွဲရွေးချယ်မှုတွေပါမထည့်ပါမောင်းနေလည်းမထည့်ဘူးဒါ fit ပညာလည်းမောင်း MMR ရဲ့ကျွန်တော်မရွေးပြပါဘူးနော် အော်ကျွန်တော်စပြီးရွေးချယ်ပေးမှာဒီခွန်ခွဲတို့6နာရီ6ခွဲခွန်ခွဲအိုက်ဝင်းကျင်ကစတဲ့ပွဲတွေပဲရွေးချယ်ပေးမှာဆိုတော့ MMR ညီကိုကြီးဒါ6နာရီဝင်းကျင်လောက်ပေါ့နော်ကျွန်တော်လူဒီဒီအွန်ထားပြီပါကျွန်တော်ပွဲလေးစပြီးပို့ဖို့ပလန်ဆွဲပေးပါမယ်နော် အားလုံးကျေးဇူးများတင်ပါတယ်အားလုံးကိုလက်ပါကိုလက်ပါနော်